ကြောက်တရားကြောင့်ဘာတွေဖြစ်စေနိုင်လဲအကြောက်တရားကဘယ်ကနေဖြစ်ပေါ်လာတာလဲအကြောက်တရားကိုဘယ်လိုကျော်လွှားလို့ရမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးချင်တဲ့ခေါင်းစဉ်လေးကတော့အကြောက်တရားကိုကျော်လွှားပါဆိုရဲခေါင်းစဉ်လေးပဲဖြစ်ပါတယ် ကျွန်တော်အရင်တစ်ပတ်ကကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့အများဆုံးသတ္တဝါများအကြောင်းဆိုပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုမှာကျွန်တော်တတိထားမိတဲ့အတွေ့အကြုံတစ်ခုဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့တမင်တွေက88ကီလိုမီတာကနေ68ကီလိုမီတာ55မိုင်ကနေ62မိုင်အထိအများဆုံးပြေးနိုင်ပါတယ်။ဒါပေမဲ့မြေခွေးကတော့တနအီကို56ကီလိုမီတာ35မိုင်အထိပဲပြေးနိုင်ပါတယ်။ဒါအပြင်ချင်းလေးကလည်းတနအီကို80ကီလိုမီတာ50မိုင်အထိပဲပြေးနိုင်ပါတယ်။အဲ့ဒီမှာကျွန်တော်အတွေ့အထဲမှာပေါ်လာတဲ့မေကုံတစ်ခုကဒီလောက်မြန်မြန်ပြေးနိုင်တဲ့တမင်တွေကဘာလို့ချင်းသေးတို့မြေခွေးတို့ရဲ့အစာရေဖြစ်နေရလဲ။ ကျွန်တော်ကတော့ဒီမေကွန်းရဲ့အဖြေကသတိသားစိတ်ပေါ်ရုံမှုနဲ့အကြောက်တရားတို့ကြောင့်ပဲလို့ထင်ပါတယ်။တမင်တွေကအပြင်းမြင်တဲ့တရဝါကြီးပါ။ဒါပေမဲ့ချင်းတစ်တကောင်နောက်ကလိုက်လာတဲ့အချိန်မှာတော့ငါသေးတော့မှလာဆိုပြီးသူတို့ခေါင်းထဲမှာအကြောက်တရားဝင်လာပါတယ်။အကြောက်တရားဝင်လာပြီဆိုတာနဲ့စပြီးတော့တုံလို့လာပါတယ်။အဲ့ဒီလိုတုံလို့လာပြီဆိုရင်တော့ပြီးတဲ့ခြေလမ်းတွေမှားလာမယ်၊လမ်းတွေပျောက်လာမယ်။အဲ့ဒါတွေကချင်းသေးတွေကိုအခွင့်အရေးပေးတာနဲ့အတူတူပါပဲ။ဒီလိုနဲ့တမင်တွေကချင်းသေးတွေရဲ့အစားဖြစ်လာပါတော့တယ်။ကျွန်တော်တို့မှအများဆုံးခြေလမ်းရှိနေရင်တော့မှသတိမထားမိရင်ပြေးမလွတ်နိုင်ပါဘူး။အကြောက်တရားကကျွန်တော်တို့ရဲ့စွမ်းရည် တွေကိုဖုံးကွယ်ပစ်နိုင်ပါတယ်။ဘလောက်ပဲကြွန့်ကျင်နေတဲ့သူဖြစ်ပါစေအကြောက်တရားကိုခေါင်းထဲထည့်လိုက်တဲ့အခါကျရင်အမှားမှားအယွန်းယွန်းတွေဖြစ်လာတတ်ပါတယ်။ကျွန်တော်တို့လူတွေမှလည်းအကြောက်တရားကြောင့်ဘဝမှာရှုံးနေတဲ့အရာတွေအများကြီးရှိပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ပထမဆုံးအင်တာဗျူးမှာငါပြနိုင်ပါမလားဆိုပြီးအတွေးနဲ့ကြောက်နေခြင်းကကျွန်တော်တို့ရဲ့ဆက်ကွန်ပျူတာကိုထိခိုက်စေနိုင်ပါတယ်။တခုခုစတင်ဖို့ကြိုးစားနေတဲ့အချိန်မှာလည်းငါအောင်မြင်နိုင်ပါမလားငါလုံးနိုင်ပါမလားဆိုပြီးတွေးပြီးကြောက်နေမယ်ဆိုရင်မစတင်နိုင်ဖြစ်နေနိုင်ပါတယ်။နောက်ပြီး YouTube Channel တခုဖန်တီးပြီးဗီဒီယိုတွေတင်ခြင်းနဲ့ဒါပေမဲ့ဘာမှမကြည့်မှလည်းဆိုရင်လည်းဆိုရဲအတွေး းမျိုးနဲ့ကြောက်နေခဲ့မယ်ဆိုရင်စတင်ဖို့မလွယ်ကူနိုင်ပါဘူးအကြောက်တရားကကျွန်တော်တို့ကိုလက်လျှော့စေနိုင်တယ်လို့ကျွန်တော်တို့ရဲ့အနာဂတ်တွေကိုလည်းဖျက်ဆီးစေနိုင်ပါတယ်ကျွန်တော်တို့တွေကကြောက်နေမယ်ဆိုရင်ကျွန်တော်တို့တွေရှုံးနေတာနဲ့အတူတူပါပဲဒါကြောင့်ကြောက်စိတ်တွေကိုကျော်လွှားဖို့လိုပါတယ်ဘယ်ကနေအကြောက်တရားဖြစ်ပေါ်လာရလဲဆိုရင်ကျွန်တော်တို့ရဲ့အတွေးတွေကနေပဲဖြစ်ပါတယ်ဒါကြောင့်အကြောက်တရားတွေကိုကျော်လွန်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့အတွေးတွေကိုပြောင်းလဲပြစ်ဖို့လိုပါတယ်ဘယ်လိုပြောင်းလဲပြစ်ကမလဲဆိုရင်တော့ဥပမာငါမအောင်မြင်နိုင်ဘူးလို့တွေးနေတဲ့အတွေးကိုငါအောင်ကိုအောင်မြင်ရမယ်ဆိုရင်အတွေးမျိုးငါဒါလုပ်နေတာကိုတယောက်မှမကြိုက်နိုင် င်ဘူးလို့တွေးနေတဲ့အတွေးကိုတရားရုံးကကြိုက်သွားခဲ့ရင်ရောဆိုတဲ့အတွေးမျိုးတွေပြောင်းလဲဖြစ်ဖို့လိုအပ်ပါတယ်။အကြောက်တရားဆိုတာကျွန်တော်တို့ကွန်ပျူတာရဲ့အတိုင်းအတာကြီးပဲကျွန်တော်တို့ရဲ့စိတ်ထဲကိုရောက်နိုင်ပါတယ်။တမင်တကောင်ကကြောက်နေခဲ့တဲ့ဆိုရင်ချင်းသီးရဲ့အစာဖြစ်နိုင်တယ်လို့မကြောက်ဘူးဆိုရင်လည်းချင်းသီးလုံးဝမလိုက်မိနိုင်တဲ့အနေအထားတီးကိုပြေးနိုင်ပါတယ်။ ဒါကြောင့်အရာရာကိုရင်ဆိုင်နိုင်အောင်ကြိုးစားပါကြောက်မနေပဲကိုလုံးစရာရှိတာကိုလုပ်ပါမကောင်းတဲ့အတွေးတွေကိုဖယ်ရှားပစ်ပါပန်းနိုင်တစ်ခုချပြီးထုတ်ပန်းနိုင်စီကိုရှောက်လန်းပါလို့ပြောချင်ပါတယ်အဓိကကတော့ကျွန်တော်တို့လုပ်မဲ့အလုပ်တွေကိုပထမဆုံးခြေလန်းစတင်ဖို့ပါပဲပထမခြေလန်းစတင်ပြီးပြီဆိုရင်တော့နောက်ခြေလန်းတွေကအလိုလိုလိုက်လာပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့လွဲမနေတဲ့အတွေးတွေကိုပြင်ပြီးအကြောက်တရားတွေကိုကြော်လားနိုင်ဖို့ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအကယ်၍မိတ်ဆွေနေနဲ့တခုခုဆွေးနွေးစရာရှိရင်တော့ကွန်မန့်မှာဝင်ရောက်ဆွေးနွေးတော်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ 变对价完美。